လာပါရှင်။ကချင်ပြည်ဗမော်မြို့မှာဧပြီလ25ရက်နေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေပြင်းလဲပြင်းထန်လာနေပါတယ်။ဧရာဝတီတိုင်းငတိုင်း6ကလုပ်ငန်းရှင်တွေကိုအရခတ်သက်တော် AA နဲ့ပတ်သက်တယ်ဆိုပြီးစစ်ကောက်စီကဖမ်းဆီးထားလိုက်ပါတယ်။တက်တန်လေးနှစ်ပြည့်ခဲ့တဲ့ CDF မင်းသက်ဟာမင်းသက်ဒေသတစ်ခုလုံးထိ ंछ ုပ်ထားနိုင်ပြီးနောက်မှာချင်းပြည်တစ်ခုလုံးလွတ်မြောက်ရေးအတွက်ဆက်လုပ်သွားမယ်လို့ပြောပါတယ်။ ကချင်ပြည်ပမော်မျိုးဘက်မှာကချင်လူလက်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတဲ့အပြင်ဝိုင်းမော်နဲ့ဖာကက်ဘက်မှာနှစ်ဖက်ကြားစစ်ရေးတင်းမာနေပါတယ်။ဧပြီလ24ရက်နေ့မနက်၄နိုင်လောက်ကစပြီးပမော်ဘက်မှာတိုက်ပွဲဖြစ်ပွားနေပြီးစကခ23အပါအဝင်ပမော်မျိုးရှိစစ်ကောင်စီရဲ့လက်ကျန်စခန်းအားလုံးကို KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောက်စီကလည်းစက်ကခ23နဲ့ခလာရ40ခွန်တပ်ဝန်းကျင်ကို လီကျောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့လက်နေကြီးနဲ့တိုက်ခိုက်ပစ်ခတ်နေတယ်လို့ဘမော့စကောက်ထင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ဒါပြင်ဝိုင်းမော်ဘက်မှာလည်းဧပြီလ25ရက်နေ့တရက်လုံးလက်နေကြီးငယ်ပစ်ခတ်တဲ့တွေကိုဆက်တိုက်ကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီနေရာရီတင်မကပဲဖားကဲမြုန်နယ်ထဲမှာလဲစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးနှံ့ရဆိုင်းဖရာကတ်မော်ပြားအုံတဒားညီနောင်စတဲ့ရွာငါးရွာလောက်ကပြည်သူတွေလဲစစ်ပီးလို့ရကိုထွက်ပြေးတင်းချောင်းနေကြရပါတယ်။ဖားကဲဒေတာဘက်ကတိုက်ပွဲမှာတော့စစ်ကောင်စီက အထိနာနေတယ်လို့လဲမြေပြင်စစ်ရေးတင်းရင်းမြစ်တွေကဆိုပါတယ်။အေယာဝရီတိုင်းငတိုင်းချောင်းမြို့ပေါ်က လုပ်ငန်း၈၀ယောက်ကိုအရခတ်သက်တော် AA နဲ့ပတ်သက်ဆွနွယ်မှုရှိရဲဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောက်စီကဖမ်းဆီးသွားတယ်လို့နှိဆက်သူတွေကပြောပါရယ်။ငတိုင်းချောင်းမြို့ပေါ်ကစံပဲနဲ့အိမ်ဆောက်ပစ္စည်းပွဲရုပ်ပိုင်ရှင်၁၀ယောက်ကို AA နဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့နေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးသွားပြီးဧပြီလ၂၅ရက်နေ့အထိမိသားစုနဲ့အဆက်အသွယ်မရသေးတာကြောင့်စိုးရိမ်နေကြပါရယ်။ ဧပြီလ20ရက်နေ့မှာအေရီကနေဖန်ဆီးသွားတာဖြစ်ပြီးရေကြီးမြို့မှရဲစခန်းမှာစစ်ဆေးနေတဲ့ဆိုတာကိုပဲသိရသေးတယ်လို့နီဆက်သူတယောက်ကပြောပါရယ်။အေယာဝရီတိုင်းရှိငတိုင်းချောင်းနဲ့လင်းမျက်နှာမြို့နယ်တို့မှာအေအေပူပေါက်တပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ထန်ဖြစ်နေပြီးစစ်ကောင်စီကကုန်တယ်ယူခွင့်ကတ်သက်ထားပါရယ်။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကရင်းနှံတောင်ရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်တက်ကြီးပိုင်းစစ်ဘေးရှောက်အမျိုးသမီးတယောက်သေဆုံးသွားပါတယ်။ကြောက်ဖြူမြို့နယ်ရှိစစ်ကောင်စီရဲ့ဓညဝတီရေတပ်ဌာနချုပ်ကနေဧပြီလ24ရက်နေ့မွန်လွယ်3နာရီလောက်မှာရင်းနှံတောင်ရွာကိုဒရုန်းနဲ့၃ကြိမ်လာရောက်ပုံကျဲခဲ့တာဖြစ်ပါတယ်။ တည်ဆုပ်သွားတဲ့အမျိုးသမီးကြီးကတော့အသက်60အရွယ်ရှိပြီဖြစ်တဲ့ကြောက်ဖြူမျိုးနယ်ထဲကကလဘာရွာကနေရင်းနှံတောင်ရွာကိုဆစ်လျှောက်လာတဲ့သူဖြစ်ပါတယ်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခံရမှုထဲစစ်ပေးလျှောက်အမျိုးသားနေရောင်နဲ့အမျိုးသမီးတယောက်ထင်ရရခဲ့ပြီးအဲ့ဒီထဲကအမျိုးသမီးကြီးကဆေးရုံကိုပို့ချိန်လမ်းမှတီးဆုပ်သွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကအပြည့်ရက်ထားပြီးဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရက်ပေါင်း20အတွင်းရက်ခိုင်ပြည်ကိုပြစ်ခတ်တိုက်ခိုက်မှု409ကြိမ်ပြုလုပ်ခဲ့တယ်လို့အရခတ်သက်တော် AA ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ဖွံ့ဖြိုးတိုးတက်ရင်ညှိနှိုင်းရေးယူ HDCO ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ပါတယ် အပြည့်ရက်ကိုဧပြီလကုန်အထိထက်သိုးထားတဲ့စစ်ကောင်စီကကြောက်ဖြူတောက်ကုတ်ကြောက်တော်စစ်တွေနဲ့ပေါက်တော်မျိုးတွေကိုလေကြောင်းကနေတိုက်ခိုက်တာရေတက်စစ်တင်ဘောကနေပြစ်ခတ်နေတဲ့အပြင်လက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်လို့ HDCO ကထုတ်ပြန်ပါတယ်ဒီပြစ်ခတ်တိုက်ခိုက်မှုတွေထဲအရက်သားတယောက်သေဆုံးပြီး28ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ် တရုတ်နိုင်ငံရဲ့အစီအစဉ်နဲ့ကိုကက်သက်မတော် MDA ကတိတ်ပိုက်ထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီလက်ထဲပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ဧပြီလ22ရက်နေ့မနေ့မှာလာရှိုးမျိုးကိုစစ်ကောင်စီရင်သန်းတွေဝင်လာတယ်လို့မျက်မြင်ဒေသခံတွေကပြောပါတယ်။စီရင်တန်းတွေမှာကားကြီးတွေပဲအစီး150ကျော်တယ်လို့စောက်ကြည့်နေတဲ့မြို့ခံတွေကဆိုပါတယ် ဒါပေမဲ့အဲ့ဒီကားတွေထဲမှာဗာပြီးစီးတွေနဲ့စစ်သားတွေဘယ်လောက်ပါလာတယ်ဆိုတော့အတိအကျမသိရသေးဘူးလို့ဆိုပါရယ်စစ်ကောက်စီကိုလာရှိုးမျိုးပြန်လဲအနှံ့ရေးတရုတ်ဘက်ကဂျားဝင်ဖိအားပေးခဲ့တာဖြစ်ပါရယ်ဒီလိုဂျားဝင်ဖိအားပေးမှုရဲ့နောက်မှာတော့ကူကတ်သက် MNDAA နဲ့စစ်ကောက်စီကတာဝန်ရှိသူတွေတွေ့ဆုံခဲ့ပါရယ်အဲဒီနောက်လာရှိုမျိုးပေါ်ကရက်ွက်တွေကိုစစ်ကောင်စီလက်ထက်ကိုကက်သက်ကပြက်ပြီးအပ်ခဲ့တာဖြစ်ပါတယ် လာရှိုးကိုတရုတ်အကူအညီနဲ့ပြန်ယူလိုက်တဲ့စစ်ကောက်စီတပ်နဲ့လက်အခံအုပ်ချုပ်ရေးအဖွဲ့တွေဟာမြို့ထဲကိုဧပြီလတတိယပတ်ကစပြီးပြန်ဝင်ခဲ့ကြပါတယ်မြို့ခံတွေကတော့စိုးရိမ်မှုတွေနဲ့အခြေအနေတွေကိုစောင့်ကြည့်ပြီးနေနေရတယ်လို့ဆိုပါတယ်လူထုတိုက်ခိုက်ခံရမဲ့တည်င်းတင်ဆက်မှုတွေကိုရှောင်ရှားပေးဖို့တည်င်းမီဒီယာတွေနဲ့ဒေတာသွင်းတက်ကြွလှူရှားသူတွေကိုကရင်အမျိုးသားစီယုတ် KNU ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ် ွေရချုပ်ကမဲ့ပေါ်နော်ခွေချုပ်ကမဲ့ပေါ်နော်လက်ရှိအခြေကကရင်ပြည်ရဲ့နေရာအနက်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကအရက်သားပြည်သူလူထုကိုပြစ်မှတ်ထားပြီးစာတင်ကြောင်ဖုန်ကြီးကြောင်ဖျားကြောင်တွေနဲ့စစ်ဘေးလျှောက်ပြည်သူလူထုတွေနေထိုင်ကြတဲ့နေရာတွေကိုလက်နက်ကြီးအပြင်လေကြောင်းကနေပါပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ KNU ကဆိုပါတယ် ဒါကြောင့်သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ဒေသတွင်းတက်ကြွလှရှားသူတွေအနေနဲ့တည်င်းရယူတင်ဆက်ရာမှာပြည်သူလူထုပုန်းရှောင်နေတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကနေအလွယ်တကူရှာဖွေပြီးလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေမလုံနိုင်ဖို့အတွက်တတိထားတင်ဆက်ပေးဖို့အတိပေးပန်ကြားအပ်ပါတယ်ဆိုပြီးဧပြီလ16ရက်နေ့မှာတောင်းဆိုထားတာဖြစ်ပါတယ်လူထုအနေနဲ့လည်းစစ်ကောင်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အအုံတွေရဲ့အဝေးမှာနေကြဖို့နဲ့ ိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေထဲအရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာတာမျိုးမလုပ်ကြဖို့အသိပေးပယ်ကြားထားပါတယ်ကရီနီပြည်ဖားဆောင်မြို့နယ်မော်ချီဒေတာထဲကခဲလုတ်ွက်တစ်ခုကိုစစ်ကောင်စီကလေကြောင်းနဲ့ဗိုလ်ကျဲတိုက်ခိုက်တာကြောင့်လောက်တာအရွယ်ကလေးတယောက်အပါအဝင်အမျိုးသမီးနေရောက်ပွဲချင်းပြီးတေဆုပ်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ် မအာမီကတင်ဆက်ထားပါတယ်ဧပြီလ24ရက်နေ့ညနေ3နာရီလောက်မှာဘုံကျေတက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။အရတားပြည်သူထိခိုက်သေးဆုံးဒဏ်ရာရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဒေသခံအမျိုးသားတယောက်ကအခုလိုပြောပါတယ်။အမျိုးသမီး၂ယောက်ရဲ့ကလေးလာတာအွယ်တယောက်သုံးသွားတယ်။ သေဆုံးသူတွေအပြင်ထိခိုက်ဒဏ်ရာရတဲ့သူက10ယောက်ထက်မနည်းရှိတယ်လို့လည်းဆိုပါတယ်။ဒါအပြင်မော်ချီတပ်ထုဆက်ယုံနဲ့ဒေသခံတွေရဲ့အိမ်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့ပြောပါတယ်။တိုက်ခိုက်ခံရတဲ့နေရာကတော့မော်ချီမြို့အဝင်မှာဖြစ်ပြီးစစ်ကောင်စီကပေါင်900ဘုံနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့နောက်ထပ်ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။ ခုကျဲဝါတာကမွရှိအဝင်မှာပေါ့နော်မွရှိဝေအမလီကေအီရာစခွေးစခန်းပေါ့နော်အာသူသူရဲ့ကျဲကအဲ့မှာပေါ့ဒါပေမဲ့ကျဲဝါတာကအဲ့နဲ့လွေတော့တော့ပေါ့ဒါပေမဲ့အခုခဲလုတ်ကွဲမှာတော့ကျဲဝါတာဧပြီလ24ရက်နေ့မနက်9နာရီခွဲလောက်မှာပဲမဲဆဲမြို့နယ်ထဲကနေရာတစ်ခုကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တယ်လို့မဲဆဲဒေသခံတယောက်ကပြောပါရယ် มันเม่มนใหม่กอเจ็บก็เจ็บบาดเจ็บของมันก็อยู่ให้กองเจ็บเพราะว่ามันไม่เจ็บช้ำแต่ว็เจ็บได้แค่มันอยู่ที่ข้างหลังใช่ မော်ချီအမှတ်နှစ်ဂိတ်အနီးပတ်ဝန်းကျင်ကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းစစ်ကောင်စီကဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရက်သား2ယောက်သေဆုံးခဲ့ပြီး10ယောက်ထပ်မနေတရားရရှိခဲ့ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကငလင်ဘေးကူညီကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့နဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးယာယီအပြစ်ရထားမယ်ဆိုပြီးတော့ထုတ်ပြန်ထားတာပါ။ယာယီအပြစ်ရမယ်လို့ထုတ်ပြန်ထားပေမဲ့လေကြောင်တိုက်ခိုက်မှုဒရုန်းနဲ့ဘုံကျဲတက်ခိုက်မှုလက်နက်ကြီးပစ် တ်မှုတွေကိုစစ်ကောင်စီကပြည်내နဲ့တိုင်းဒေသကြီးတွေမှာနေတိုင်းလှုပ်ဆောင်နေပြီးတိုက်ပွဲတွေလည်းပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောကြပါတယ်။2025ခုနှစ်ဧပြီလ24ရက်နေ့ဟာချင်းကွယ်ရေးတပ် CDF မင်းတပ်ရဲ့တော်လှန်ရေး၄နှစ်ပြည့်နှစ်ဖြစ်ပါတယ်။နှွေဦးတော်လှန်ရေး၄နှစ်ပြည့်မှာမင်းတပ်ဒေသတစ်ခုလုံးစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ခဲ့ပါတယ်။ အခုချိန်မှာ CDF မင်းသက်အနေနဲ့ဘာရီဆက်လုပ်သွားမယ်ဆိုတာကိုတော့ကိုစောဘွေးကတည်င်းပေးဖို့ထားပါတယ်ချင်းပြည်နယ်တစ်ခုလုံးအနေနဲ့မလို့မြောက်သေးတဲ့အတွက်ဒါမဲ့၅နှစ်ပြည့်မှာချင်းပြည်နယ်တစ်ခုလုံးလူမြောက်လှုပ်ဆောင်သွားမယ်လို့ချင်းကွယ်တပ်ဖွဲ့ CDF မင်းသက်စီဦးစီချုပ် Slide Tan Chon Phi ကပြောပါတယ်ဧပြီလ24ရက်နေ့ကထုတ်ပြန်ထားတဲ့ချင်းကွယ်တပ်ဖွဲ့ CDF မင်းသက်ရဲ့တော်လန်ရဲ့၄နှစ်ပြည့်အထိမ်းအမှတ်မိခုံရုပ်သံထဲမှာထက်သွင်းပြောဆိုသွားပါတယ် ကျွန်တော်ဒီရင်းနှီးဖြစ်တော်လာရေးကိုလည်းကျွန်တော်ခန်းခန်းနာနာနဲ့မလုပ်ခဲ့ပါဘူးကျွန်တော်ရှေ့ဆက်ရမယ်အနာဂတ်အတွက်ဒီကျွန်တော်တို့ပေးဆက်ခဲ့တဲ့တမိုင်းကိုမမေ့မလျော့ပဲနဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာတပီးမော်ပွင့်ထူချင်းအဖြစ်ပါလိမ့်ကျွန်တော်ရဲ့စိတ်မှန်တဲ့ဒီရင်းနှီးဖြစ်ဟိုအခမ်းအနားပဲဖြစ်ပါအဲ့ဒါကြောင့်ဆက်ပြီးတော့ကျွန်တော်တို့ဝမ်းဖြစ်ပါလေကျွန်တော်ချင်းပြင်းနေတပြင်းနေလုံးလုံးပြောင်းရမယ် သူနည်းသူစော်ပဲကျွန်တော်ဒီသာတုံးမှာရှိနေကြတဲ့ကျွန်တော်နဲ့ဟိုဒီချိဆက်နေကြတဲ့ဒီဒေတာအသီးသီးမှာလည်းဆရာနာရှင်ဇနီးကတည်းလော့မြော့ပြီးတော့ကျွန်တော်အားလုံးလူချင်းတွေရဲ့ပိုင်းတိုင်းကုကြမှာပုံဖတ်တိခွင့်ပြုဝရှိတဲ့ပိုင်းတိုင်းကိုကျွန်တော်ဆက်ပြီးတော့ချိတက်ရအောင်ဖြစ်တယ် CDF မင်းရဲ့အနေနဲ့ တော်လန်ရေးကို2021ခုနှစ်အပိလ24ရက်နေ့မှာစတင်ခဲ့ပြီးတော်လန်ရေးလင်းနစ်တာကာလအတွင်းအသက်ခံတာပြီးဆက်ခဲ့ကြတဲ့သူရဲကောင်းတွေကိုဥညွတ်ဂုံပြုတယ်လို့ CDF မင်းတက်စီဦးစီးချုပ်ကပြောပါရယ်တပြည်နယ်လုံးအတိုင်းအတာနဲ့ဆရာနာရှင်အောက်ကနေလွတ်မြောက်အောင်ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါရယ်ဘာဖြစ်ဖြစ်မှာတော့ကျွန်တော်တို့ကိုရှင်နဲ့ပန်းတိုင်ရောက်ဖို့အတွက်ဒီလာမယ့်တစ်နှစ်အတွင်းမှာလည်းကြိုးစားပြီးတော့ကျွန်တော်တို့တော်လန်ရေးကိုဆက်လုပ်သွားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ရဲ့အခုလက်ရှိ ောင်မြင်နေတဲ့ကျွန်တော်ချင်းညီတော်စစ်စင်ကြီးကိုလည်းဆက်ပြီးတော့ဝိုင်းရမှာမပြီးကြပါဘူးကျွန်တော်တို့ချင်းညီတော်ကဟိုဆက်ပြီးတော့ပေါ်ဆောင်ရမယ်ဒီတင်စစ်စင်ကြီးထိုနည်းတူပဲကျွန်တော်တို့ချင်းညီတဲ့တွန်းမရှိနေသေးတဲ့ဟာခါထန်တလာစသည်မြို့ကြီးလောမြောက်ကြီးအတွက်လည်းကျွန်တော်စွန်းစွန်းတော်ဘိုးပေါ်ဆောင်ရတော့မှာဖြစ်တယ်ချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်အောင်ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီး နက်နက်ခဲရတဲ့စာနယ်ရိတ်ခါလိုအပ်မှုတွေကိုလည်းမိမပြည်သူတွေအနေနဲ့ဆက်ပြီးဝန်းရံပေးကြဖို့ CDF မင်းနဲ့စေဦးစီချုပ်ကမြစ်တံရက်ခန့်တောင်းဆိုထားပါတယ်အစည်းအဝေးကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစည်းအဝေးကိုရက်နာခွင့်ပြုပါရှင်။